အားလုံးပဲမင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါရစေခင်ဗျာကျွန်တော်တို့ရဲ့ပြည်မမပြင်းညော် channel ကနေပြန်လဲကြိုဆိုလိုက်ပါရစေအခုတခါတင်ဆက်ပေးမှာကတော့2026ခုနှစ်အတွက်တနင်္ဂနွေသားသမီးများအတွက်တနစ်တာအထူးဟောကြားကြီးကိုတင်ဆက်ပေးမှာပဲဖြစ်ပါရစေခင်ဗျာ2026ခုနှစ်အတွက်တနင်္ဂနွေသားသမီးများအတွက်တနစ်တာဟောကြားကြီးကိုတင်ဆက်ပေးမှာပဲဖြစ်ပါရစေခင်ဗျာဒီဟောကြားကြီးကိုနားမစင်မီမှာ ျွန်တော်တို့ရဲ့ပြည်မမာပြင်းညော် channel ကို subscribe မနေရလို့ဆိုရင် subscribe လေးနှိပ်ပြီးအားပေးသွားကြပါ like ရန် share လေးလည်းလုပ်ပေးသွားကြပါအောင်ခင်ဗျာအားလုံးပဲကျေးဇူးအထူးတင်ရှိပါတယ်ကဲခုဆက်လက်ပြီးတော့တနင်္ဂနွေသားသမီးများအတွက်2026ခုနှစ်အတွက်တနှစ်တာ အထူးဝန်ဆောင်ကြီးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ2026ခုနှစ်မှာတနင်္ဂနွေသားသမီးများဟာ ကားပိုင်အိမ်ပိုင်ကိန်းကြုံရမည်ဆိုတဲ့နှစ်ပဲဖြစ်ပါတယ်ဒီနှစ်ထဲမှာမိတ်ဆွေရဲ့ကံဟာထူးထူးခြားခြားကိုပဲကောင်းသော အချိန်ကို ရောက်ရှိလိုလာပါပြီဒီနှစ်ထဲမှာတနင်္ဂနွေသားသမီးတွေရဲ့ကံဟာကောင်းတဲ့အချိန်ကို ရောက်ရှိလာပါပြီဒီချိန်မှာငွေလိုခြင်းရင်ငွေဖြစ်ရမယ်ယာလူလိုခြင်းရင်ယာလူဖြစ်ရမယ်ယရနာခုနှစ်ပါးနဲ့မော်တော်ကားလည်းစီးမယ်ဆိုတဲ့တခြင်းတိုင်းကြုံရတော့မှာပဲဖြစ်ပါတယ်ရွှေလိုခြင်းရွှေဖြစ်ကြမယ် နဲတာနဲ့များတာပဲကွာမယ်ချမ်းသာခြင်းကတော့တေချာပေါက်တိအိမ်မှာတကားခေါက်နေပြီပဲဖြစ်ပါတယ်အရင်ကတိန်းတရားချမ်းသာတဲ့လူဟာအခုတိန်းတထောင်ချမ်းသာတော့မယ်တိန်းတထောင်ချမ်းသာတဲ့လူဟာတိန်းတထောင်ချမ်းသာတော့မယ်အချိန်ရောက်ပါပြီဒါကြောင့်မို့ဒီအချိန်မှာကြုံလာမဲ့အခွင့်အရေးကောင်းတွေကိုလလုံမခံစတဲ့ကျိုးပန်းနိုင်ပါစေလို့တင်ရဲ့မိတ်ဆွေကောင်းတယောက်နေနဲ့ဝမ်းသာစွာဟောကြားပေးလိုက်ရပါတယ်ခင်ဗျာ ီကာလမှာဝန်ထမ်းတွေယာတူတိုးတာလုပ်ပိုင်ခွင့်ကောင်းနေရတာဟော်ဒီနှစ်မျိုးများကြုံတွေ့ရတတ်ပါတယ်စုစုဝဲသူရတာတို့နာမည်ဂုံသတင်းအထူးကြော်ကြားသွားတာတို့အိမ်မပိုင်သေးတဲ့သူတွေအိမ်ပိုင်ဆိုင်သွားတာအိမ်ပိုင်ပြီးသားသူတွေလည်းပို့ပြီးကောင်းတဲ့အိမ်ကြီးအိမ်ကောင်းတဲ့နေရတာကားမပိုင်သေးတဲ့သူတွေကားပိုင်သွားတာကားပိုင်ဆိုင်ပြီးသားသူတွေလည်းပို့ပြီးကောင်းတဲ့ကားကိုစီးရတာကားတစ်စီးကနေ နှစ်စည်းပိုင်တာမျိုးတွေဒီနေ့ထဲမှာကြုံတွေ့ရပါမယ်။ပြည်တွင်းပြည်ပကောင်းသောခီးတွေသွားရတာမျိုးဆိုတာတွေဟာ ဟော်ရီကိန်းမျိုးမှာကြုံရတတ်ပါတယ်။ပြည်တွင်းပြည်ပခီးနိုင်ငံခြားခီးတွေလည်းဒီနေ့ထဲမှာသွားရတတ်ပါတယ်။ပြီးတော့အလူပွဲမင်္ဂလာပွဲကြီးကြီးမားမားတွေလည်းဒီနေ့ထဲမှာပေးရတတ်ပါတယ်။ကြုံကြရတတ်ပါတယ်။ဒီနေ့ထဲမှာ ိမိရဲ့အိမ်မှာပဲဖြစ်စေကိုလူရင်းနေရပဲဖြစ်စေကိုအိမ်ကြီးနားချင်းမှာပဲဖြစ်စေအလူပွဲမင်္ဂလာပွဲနဂနာပွဲစလို့အလူပွဲမင်္ဂလာခန္ဓာမျိုးများကျုံလာခဲ့ရင်တော့ကျုံတွေ့တဲ့နေ့မှာပဲခုနှစ်အစနှစ်အစုံ sorry ခုနှစ်အစနှစ်အစအထီးတွေကို ထိုးပြအောင်ထိုးစေခြင်းပါတယ်ခင်ဗျာခုနှစ်အစနှစ်အစအထီးတွေကိုထိုးပြအောင်ထိုးစေခြင်းပါတယ်ပြီးတော့ဒီနေ့ထဲမှာ ကိုယ့်ရဲ့ရှိမှကားတိုင်းမှုရင်မြင်ရတတ်တယ်။ဒါမှမဟုတ်ကိုစည်းတဲ့ကားထိမိခိုင်းမိဖြစ်တဲ့ဒါပေမဲ့ကြီးကြီးမားမားတော့မဖြစ်နိုင်ပါဘူး။အဲ့ဒီလိုကြုံရင်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုရှင်မှကြက်နှကောင်ခွတ်တာခွေးနှကောင်ကြိုက်တာနွားနှကောင်ခွေးတာကိုမြင်ရင်ပဲဖြစ်ဖြစ်နှီးဆိုင်ရာထီဆိုင်မှာခုနှစ်အစားနှစ်အစားဒီကိုထိုးပြအောင်ထိုးစေချင်ပါတယ်။ဒီနေ့ဟာမိတ်ဆွေတို့တဲ့ထီစုကြီးများပေါက်စေနိုင်တဲ့နှစ်ဖြစ်မလို့ အထူးပြောပြပေးထားတာပဲဖြစ်ပါတယ်။ထီထိုးတဲ့အခါမှာလည်းပေါက်တဲ့ငွေတွေကဘုံကြီးကြောင်စာတင်ကြောင်နဲ့ပတ်သက်တဲ့ကုသိုလ်ကောင်းမှုပြုလုပ်ပါမယ်လို့အဋိဌံပြီးထိုးပေးပါခမညာ။ဒီနေ့ထဲမှာဒီလိုအချိန်မျိုးမှာအထယ်ထီဖနက်ဓာတ်ပုံလျှက်စီပစ္စည်းနိုင်ငံခြားအလုပ်များဓာတ်စီဒီဇယ်ဓာတ်သတ္ထုတွင်းထပ်ပစ္စည်းဒူဖော်ရေးလုပ်ငန်းများကားကြောင့်ကွန်ပျူတာကင်မရာကြက်ငါး နှံနွားကြံကွန်စတဲ့အလုပ်တွေနဲ့ပတ်သက်လာရင်ပို့ပြီးတော့အကျိုးထူးအောင်မြင်နိုင်ပါတယ်။မိမိရဲ့အဆင်ပြေချမ်းသာလာတဲ့အတွက်ဆွေမျိုးသားချင်းတွေကိုလည်းကောင်းစွာထောက်ပံ့ကူညီနိုင်တဲ့အခြေအနေတွေဖြစ်လာနိုင်ပါတယ်။ငွေကံကောင်းတာလည်းငွေကံကလည်းကောင်းပြီးရင်ကောင်းနေပါလိမ့်မယ်။ငွေတွေအစုလိုက်ပုံလိုက်ဝင်လာမဲ့နှစ်ဖြစ်ပါတယ်။ကံကောင်းတဲ့လတ်တလာနဲ့ဂျုံဝင်တော့ငွေတွေစုလိုက်ပုံလိုက်ဝင်လာမဲ့နှစ်ဖြစ်ပါတယ်။ဒီနေ့ထဲမှာ ဒီနေ့တော့တွင်မှာဝင်လာပါလိမ့်မယ်ငွေတွေအစုလိုက်ဝင်လိုက်ဝင်လာပါလိမ့်မယ်အဖို့တန်ပစ္စည်းတွေလည်းတစ်ခုပြီးတစ်ခုဝင်နေတတ်ပါတယ်အထူးအဖြစ်တော့ဒီနေ့ထဲမှာအိမ်ကိစ္စကားကိစ္စယာလူကိစ္စအလူမင်္ဂလာကိစ္စနိုင်ငံခြားကိစ္စတွေကိုအားပြုပြီးစူးစမ်းတင်ပါတယ်လောကကြီးမှာအကောင်းကြီးပဲမရှိနိုင်သလိုအဆိုးတွေကြီးပဲလည်းမကြုံနိုင်ပါဘူးကောင်းတဲ့အထက်မှာဆေရှုံရာဇာတွေတွေရောက်လာတတ်တာကတော့ ကောင်းတဲ့အထဲမှာဆက်ရှုပ်စရာလေးတွေကြုံတွေ့ရမှာကတော့သားသမီးကိစ္စတွေလက်အောင်ငယ်သားတပည့်မှန်းကိစ္စတွေအလုပ်သမားကိစ္စတွေမှာအဆင်မပြေမှုလေးတွေများတတ်ပါတယ်။ရွှေမြေအမွေဖုံးပဲပြောင်းစတူလုပ်ငန်းစာချုပ်စာတမ်းကိစ္စစည်ရင်းစရာကိစ္စတွေနဲ့ပတ်သက်လို့ကတော့အနှဲငယ်စိတ်ညစ်ရတတ်ပါတယ်။အထူးအဖြစ်တော့ဒီနေ့ထဲမှာတနင်္ဂနွေသားသမီးပုံထူးသားသမီးတွေကိုအကြောင်းပြုပြီး စိတ်ရှုပ်စရာများရရှိတတ်ပါတယ်မိမိအိမ်ကိုအရက်ပလင်းတို့အာလူးတို့နော်အာလူးကြော်ဖြစ်ဖြစ်ပေါ့ဗျာလက်ဆောင်အဖြစ်ဝင်လာခဲ့ရင်လက်မခံသင့်ပါဘူးအရက်ပလင်းများအာလူးများလက်ဆောင်ဖြစ်ဝင်လာရင်လက်မခံသင့်ပါဘူးပြီးတော့အိမ်ရှိမှာလမ်းလာပြီးရင်ကိုယ်ကိုခိုက်တတ်ပါတယ်မိမိအိမ်ချင်းမှာလမ်းနေပါလေပြင်နာမျိုးကြုံလာခဲ့ရင်တော့အ ਨੇ စုံ တညနှစ်ညလောက်တခြားမှာသွားအိပ်ပြီးရှောင်နေတဲ့မှာပဲဒါဆိုရင်တော့ကိုထိုင်လာမဲ့မကောင်းတဲ့ကံတွေဟာပြုပြင်ပြီးသားဖြစ်သွားပါလိမ့်မယ်ဒီနေ့ထဲမှာငယ်ရွယ်သူများဖို့အခြေရေးကိစ္စမင်္ဂလာကိစ္စမှာထင်မှတ်ထားသည်တဲ့ပို့ပြီးជីနူးချမ်းမြေဝန်သားရာတွေကြုံလာရတတ်ပါလိမ့်အိမ်တော်ရှင်များအတွက်ကတော့ငွေရေးချေးရေးကိုအပြောင်းအကြောင်းပြုလို့ကားကိစ္စကိုအကြောင်းပြုလို့အဆင်မပြေမှုတွေများတတ်ပါတယ် ျမ်းမာရေးအနေနဲ့အာယုံရောလေးစီးမျက်စီအစာရင်ပိုင်းဆိုင်ရာတွေကိုတတိထားပါဒီနေ့ထဲမှာအရေးကြီးတဲ့ကိစ္စတွေပေါ်လိုင်းဟောဒီရေဒီယာလေးတွေကိုအလေးနက်ပြုလုပ်ထားတင်ပါတယ်အခုတင်ဆက်ပေးမှာကတော့ရေဒီယာအပိုင်းပဲဖြစ်ပါတယ်ခင်ဗျာနံပါတ်1တနင်္လာနေ့မနေ့စောစောမှာမြတ်စွာဘုရားမှာဂံကောနှညွန်းနှင်းစီခုနှစ်ပွင့်နွားနိုးတစ်ခွက်အလင်းတိုင်းနှစ်တိုင်းကိတ်မှုနှစ်ချက်လူတန်းပြီးလိုယာစုကိုတောင်းပေးပါ နော်တနင်္လာနေ့နဲ့ဆောစောမှာမြတ်စွာဘုရားဓမ္မကံတော်နှစ်ညုံနှင်းစီပန်း9ပွင့်နွားတို့တစ်ခွက်ဖျောင်းတိုင်းနှစ်တိုင်းကိတ်မှုနှစ်ချက်လှူဒန်းပြီးလိုရာစုမောင်းကောင်းတောင်းပါနမနေ့ဂုံတော်၉ပါးကိုအတိတ်ထံဖြင့်အရေးကြီးလင်ကြီးလိုပတိစိတ်ပါစေအရေးမကြီးရင်တော့မိမိရဲ့မွေးနေ့များမှာဂုံတော်၉ပါးကိုပတိစိတ်ပေးပါခင်ဗျာနမ3ကျေးဇူးတော် ဖရားရုပ်ပွားတော်များကိုရောင်တော်ဖွင့်တော်ကုသိုလ်များကိုမြတ်မြတ်ပြုလုပ်ပေးပါနော်နံပါတ်3ကတော့ခြေစင်းသူတော်မြတ်စွာဘုရားရုပ်ပွားတော်များကိုရောင်တော်ဖွင့်တဲ့ကုသိုလ်ကိုမြတ်မြတ်ပြုလုပ်ပေးပါခင်ဗျာနံပါတ်4မိမိမှာအရေးကြီးတဲ့ကိစ္စတွေအရေးကြီးဆောင်ရွက်စရာတွေရှိတဲ့အခါမှာနှင်းစီပန်းတပွင့်ကိုစောင့်သွားပါလေနံပါတ်5အခက်အခဲများကြုံတဲ့အခါမှာကျန်းမာရေးများညံ့လာတဲ့အခါမှာ နော်အခက်ခဲများကြုံလာတဲ့အခါကျမ်းမာရေးညံ့တဲ့အခါမှာပေါ်ထုံးနေမှာဆန်နိုစီတပူကံကို အပုံကလေး40ပုံပုံရင်ကျင်းကံများကိုကျွေးမွေးပါလေမိမိမှာအခက်ခဲတွေကြုံလာတဲ့အခါမှာကျမ်းမာရေးအညံ့ကိစ္စတွေကြုံလာတဲ့အခါမှာနော်ပေါ်ထုံးနေမှာဆန်နိုစီတပူကံကိုအပုံကလေး40ပုံတိတိပုံပြီးကျင်းကံလေးများကိုကျွေးမွေးပါစာကလေးများတော့၎င်းခိုးလေးများတော့၎င်းကျွေးမွေးလို့ရပါတယ်နံပါတ်6ငွေကြေးကိစ္စ နော်ငွေကြေးကိစ္စများအရေးကြီးတဲ့အခါမှာကစုံရကျော်ကိုမြတ်စွာဘုရားအားစွန့်တော်ကံ့ရေးဆူတောင်းပေးပါငွေကြေးနဲ့ပတ်သက်ပြီးအရေးကြီးတဲ့ကိစ္စများဆောင်ရွက်တဲ့အခါမှာအချက်အလက်များကြုံတွေ့ရတဲ့အခါမှာကစုံရကျော်ပကံကိုစွန့်တော်ငွေကစုံရကျော်တဲ့ပကံမြတ်စွာဘုရားအားစွန့်တော်ကံ့ရေးဆူတောင်းပေးပါခင်ဗျာနံပါတ်9မိမိရောင်းချင်သောပစ္စည်းများကိုလည်းအာလူဖြင့်40တချက်ခောက်ပေးပါဒါဆိုရင်တော့မိမိမှာရှိနေတဲ့ မကောင်းသောကံများပပျောက်ပြီးကောင်းသောကံများရရှိလာပါလိမ့်မယ်ခမညာအားလုံးသောတနင်္ဂနွေသားသမီးပေါင်း2026ခုနှစ်မှာစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေအန္တရာယ်ခတ်သိမ်းဘေးခတ်သိမ်းကင်းကျင်းကြပါစေစိတ်တော်တိုင်းကိုပါလိုရာဆန္ဒတွေလည်းတလုံးတဝါနဲ့ပြည့်ဝနိုင်ကြပါစေမကောင်းသောဘေးမကောင်းတဲ့အောင်နယ်များမှလည်းခိဝဲ့နိုင်ပါစေကောင်းသောကိစ္စများကြုံတွေ့ရပါစေတာနာကျိုးမိဘအကျိုးများ စတဲ့တဘူဆောင်ရွက်နိုင်တော့သားကောင်းသမီးမြတ်များဖြစ်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ဒီဟောစင်းကြီးကိုနားဆင်ပြီးတဲ့အခါမှာကျွန်တော်တို့ရဲ့ဘီမမပြင်းညော် channel လေးကိုလည်း subscribe မရရလို့ဆိုရင် subscribe နေပြီးအားပေးသွားကြပါ like and share လည်းလုပ်ပေးသွားကြပါဦးခင်ဗျာအားလုံးပဲကျေးဇူးအထူးတင်ပါတယ်